Hajj Umrah ပြုသူများအသက် Agent တို့မခေါ်မိမိကိုယ်တိုင်စီစဉ်နိုင်သည် Indonesia နိုင်ငံသည် Hajj Umrah ပြုသူများအသက်မိမိကိုယ်တိုင်စီစဉ်သောလွတ်လပ်သည့် Umrah ခရီးစဉ်ရွေးချယ်ခွင့်ကိုဥပဒေအသက်ဖြင့်တည်ဝင်ခွင့်ပြုလိုက်ပြီဖြစ်သည်ဤဥပဒေကြောင့် Saudi Arabia ရှိသာသနာ့နယ်မြေများသို့တွားရောက်သည့် Indonesia Muslim များအသက်လမ်းကြောင်းနှစ်ခုကိုတရားဏတဲ့ဖန်တီးပေးလိုက်ပြီအစိုးရအနေဖြင့်လိုင်စင်ရအော်ဒရတာများမှတဆင့်ဆောင်ရွက်သည့်ရိုးရပကေ့ချ်ခီးစဉ်များနဲ့ ဟတ်အမရာပြုသူများမှာအားလုံးကိုကိုယ်တိုင်စီစဉ်သောခီးစဉ်များကိုပါအတိအမှတ်ပြုလိုက်ခြင်းဖြစ်သည့်ပုံမှန်အမရာပက်ကေ့ချ်များတွင်ဗီဇာလေယာဉ်လက်မှတ်တဲကိုကန်တဲယူပို့ဆောင်ရေးနှင့်ဘာသာရေးလမ်းညွှန်မှုများပါဝင်ပြီးအစိုးရ၏ကြီးကြပ်မှုအောက်တွင်ရှိသည့်လူလက်စွာတွားရောက်သူဟတ်အမရာပြုသူများသည်စော်ဒီ၏စီမင်းစည်းကမ်းများကိုလိုက်နာရန်ခီးစဉ်အစီအစဉ်အားလုံးကိုမိမိတို့ကိုယ်တိုင်စီမံခန့်ခွဲရမည်ထို့သောကိုယ်တိုင်စီစဉ်ခြင်းကြောင့်ကုန်ကြစည်းရိတ်မှာ ရွေးချယ်သည့်ဝန်ဆောင်မှုများပေါ်မူတည်၍အပြောင်းအလဲရှိနိုင်သည်။ထို့ပြင်လွတ်လပ်သောဟတ်အိုမရာပြုသူများသည်သဘောတူထားသည့်ဝန်ဆောင်မှုများရရှိစေရန်အတွက်ဝန်ဆောင်မှုပြုသူများနှင့်တိုက်ရိုက်စာချုပ်များချုပ်ဆိုရသည်။ဤမူဝါဒသည်ဆော်ဒီအာရေဗျ၏ပေါ်မရာစီမံအသည့်များနှင့်ကိုက်ညီစေရန်အင်ဒိုနီးရှားမှလိုက်နာပြောင်းလဲခြင်းဖြစ်ကြောင်းဒုတိယဝန်ကြီးဒါနီယယ်အန်ဇာစီမံကျွန်းတကအတိအကျပြောကြားခဲ့သည်။ထို့ကြောင့် တည်သူလူတော်နှင့်အတူလွတ်လပ်သောအုံမရကိုဥပဒေပြုခဲ့ခြင်းဖြစ်သည်ဟု၎င်းကဆိုသည်